simple past tense နဲ့ simple present tense ကွက်လက်လေးမှာဘာဖြေမလဲဆိုတာကိုစဉ်းစားမယ်เนาะအဲ့တော့ရှုပ်လာပြီเนาะ simple present tense နဲ့ simple past tense နှစ်ခုရောလာပြီ number 5ကိုကြည့်မယ် break broke BREK break the simple present tense ကိုပြောထားတာ BROK broke the simple past tense ကိုပြောထားတာစာကြောင်းမှာတွေ့တိုင်းအကုန်ကောက်ထည့်လို့ရလားမရဘူးစာကြောင်းလေးဖတ်မယ်ပြော့ the thief bled into my house the day before yesterday the day before yesterday ဆိုတာဒီကျမတို့ဒီတနေ့ကလို့ပြောတာမနေ့ကရဲ့မနေ့ကအဲ့ဒါကိုကျမတို့တနေ့ကလို့ပြောတယ်ဟုတ်လားအဲ့တော့တနေ့ကတဲ့ငါအိမ်ကိုတခိုးဝင်ခိုးခဲ့တယ်တဲ့ဒါကိုပြောချင်တာဒါဆိုရင်ဘယ်အချိန်ကိုပြောနေတာလဲ ပြီးခဲ့တဲ့အချိန်ကိုပြောတာမဟုတ်ဘူးလားဒါဆိုရင်ဘာတော့ fast dance simple fast dance ဒါကြောင့်မို့ဘာထက် we are okay bro ဘာသာလေးကွာကိုပြန်တော့နော်ကျွန်မပြန်ထားပေးပြီးသားနံပါတ်6ဖတ် my grand to tell net to net တီးရမယ်တီးရလဲ tell verb 1 the already to verb 2ချက်ထားရပါမယ်ပြော my grandmother my grandmother tell me a story every ညာထိုင်ငါဖွာဖွာကငါကိုပုံမြင်တပုတ်မနေ့ကအိုင်အိုနဲ့ဒီကိုတင်ထားရနော်မီးအစတိုရီနော်ဟုတ်လားအဲအဲ့တော့ကျမတို့ဒီ every night ဆိုတာဒီညာတိုင်းဖွာဖွာကပြောပြတာမှုလို့ take verb 1နဲ့သုံးရမယ်ဟုတ်တယ်လေအဲ့တော့ t ရဲ့လဲ tell tell ကိုထဲတိုင်းထည့်ရလားမရဘူး s ရှင်းမှာ my grandma the subject အနေဒါကြောင့်မို့ပါလေးထည့် s ထည့်သဘောပေါက်လားသဘောပေါက်လားလျှောက်လားလျှောက်ဘူးနော်မလျှောက်ဘူးနော်စာကြောင်းကိုဖတ်ပြီးနားလည်သွားရင် ရှင်းသွားတာပဲနံပါတ်9ဖတ်ရအောင် take took pat i guess all the all the plan the bus to the to get to university to get to university ဆိုတော့တက္ကသိုလ်ကိုရောက်ဖို့အတွက် bus ကအမြဲတမ်းစီးရတဲ့အဲ့တော့တက္ကသိုလ်ကိုရောက်ဖို့အတွက်အမြဲတမ်းလုပ်နေတာဒါသူ့ရဲ့ daily routine ဟုတ်လားအဲ့ဒါကြောင့်ကို verb 1 tak take ထည့်ပေးရမယ်ဒီတိုင်းထည့်ရလားမရဘူးရှင်းရ subject တကယ်ကိုကြည့်အနည်းငယ်လားအများငယ်လား အနေငယ်ဒါကြောင့် trade မှာ s ထဲအဲ့တော့နည်းနည်းလေးခြားချောင်းကိုပြောင်းလိုက်မယ်ခဲလေးမှာဆီယမားကကောင်းပါလေးအများကြီးလို့ပြောလိုက်မယ်ဒါဆိုရင်တကယ် trade မှာ s ထဲစရာမလိုတော့ဘူးအဲ့လိုလေးနားလည်ဖို့လိုမယ်နော်အဲ့တော့စာကြောင်းကိုနည်းနည်းလေးပြောင်းပေးပါခဲမှာ s ထဲမယ် trade မှာ s ထဲစရာမလိုမှန်းသိသွားအောင်လို့ဒီ always နဲ့ဆိုင်လား မဆိုင်ဘူးเนาะတခြားစီပဲเนาะဒါက frequency above လို့ခေါ်တယ်အဲ့ဒါဒီသူဒီချိန်နှုံးပြနေတာနောက်ခုနံပါတ်၈ seesaw အဲ့တော့ blend pad i blend my friend a week ago ပြီးခဲ့တဲ့ဂျပန်ကငါတငယ်ချင်းကိုငါဘာဖြစ်လဲတွေးခဲ့တယ်တွေးခဲ့တယ်ဒါကြောင့်မို့ s A W စောဘာကိုပြောနေလို့ပြီးခဲ့တဲ့အချိန်ကာလကိုပြောနေလို့သဘောပေါက်မလားကြားတယ်နော်